ဝတ်သားထုတ်ကြိုက်တဲ့သူတွေရှိလားမသိဘူးဒီနေ့တော့အိမ်မှာဝတ်သားထုတ်လေးတုပ်စားဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flowvine Channel ချန်နယ်နေချိုးဆိုလိုက်ပါတယ်ဒီနေ့တော့အိမ်မှာဝတ်သားထုတ်တုပ်စားဖြစ်တာမို့လို့ကျွန်တော်တို့ရဲ့တုံဒီလေးကိုဝတ်သားထုတ်ကြိုက်တဲ့သူတွေအတွက်ပြန်လည်းမျှဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါခင်ဗျာဝတ်သားထုတ်တုပ်ဖို့အတွက်ကဝတ်သုံးတဲ့သားတစ်မျှကိုအသုံးပြုပါမယ်ပထမဆုံးဝတ်သားကိုရည်နဲ့တန့်သွားအောင်လို့နှစ်ခေါက်သုံးခေါက်လောက်ဆေးပေးလိုက်ပါမယ် ရေးဆေးပြီးသွားရင်တော့ဝက်သားပြုတ်ဖို့အတွက်၃မိုင်းလောက်ပိုင်းလိုက်ပါမယ်။ပိုင်းပြီးသွားပြီဆိုရင်တော့အရာသာနေပါမယ်။ဂျင်းမုံထည့်ပါမယ်။ခင်းရွက်မုံ၂စွန်းလောက်ထည့်ပါမယ်။စာတစ်စွန်းထည့်ပါမယ်။ပင်းငပြားကြီးအကြီးထည့်ပါမယ်။ပင်းငပြားကြီးအနောက်ကိုတော့အရောင်ရှင်းသွားမှာဆိုလို့နည်းနည်းပဲထည့်ပါမယ်။ပြီးသွားရင်ဝက်သားတွေကိုအရာသာဝင်သွားအောင်လို့တေချာလေးနေလေးလိုက်ပါမယ်။ နေပြီးသွားပြီဆိုရင်တော့ပြုတ်ပါမယ်ပြုတ်ဖို့အတွက်ဝတ်သားတွေကိုပြုတ်မဲ့အိုးတွေကိုထည့်လိုက်ပါမယ်ပြီးတော့ရင်ဝတ်သားမြုပ်ယုံရေထည့်လိုက်ပါမယ်ရေထည့်ပြီးတော့ရင်တော့အဖုံးအုပ်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ဝတ်သားပြုတ်တာမိနစ်20လောက်ရှိပြီဆိုရင်တော့ဖုံးဖွင့်လိုက်ပြီးတော့ဝတ်သားတော့ကိုဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါမယ် တင်းနေနဲ့ရေကခမ်းလာတာဖြစ်တဲ့အတွက်ရေနေနေထက်ထည့်လိုက်ပါမယ်ပြီးတော့ရင်အဖုံးပြက်အုပ်ပြီးတော့ဝတ်သားနူးတဲ့အထိဆက်ပြုတ်ထားလိုက်ပါမယ်ခမဲမိနစ်40လောက်ပြုတ်ပြီးတော့အချိန်မှာတော့ဝတ်သားနူးလောက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ဒီကြာချိန်ကတော့ကိုယ့်ရဲ့ဝတ်သားအနုအရင်ပေါ်မူတည်ပါသေးတယ်နူးမနူးသေးကြအောင်လို့ခရင်လေးနဲ့ထိုးပြီးတော့ဆန်းကြည့်လိုက်ပါမယ်ခရင်နဲ့ဆန်းလိုက်တာဝတ်သားနူးနေပြီမို့လို့ဝတ်သားပြုတ်တာတော့ရပါပြီဒါဆိုအတုတ်ထဲကိုထည့်ဖို့အတွက်ကျက်သွမ်မြူစီချက်ချက်ပါမယ်ကျက်သွမ်မြူဥကြီးတစ်လုံးကိုအခွန်ခွာပြီးတော့ပပလေးလီထားလိုက်ပါမယ် ဒီတခါတော့စီချက်ကို microwave နဲ့အလွေချက်မှာပဲဖြစ်ပါတယ်။လှီးပြီးသွားပြီဆိုရင်တော့ကြက်သွင်ပြူတွေကိုစီချက်ချက်မဲ့ပကံလေးကိုထည့်လိုက်ပါမယ်။ပြီးသွားရင်စီရဲ့ဆနွင်းရင်ထည့်ပါမယ်။ဒီနေရာမှာတခုအကြံပေးလိုတာကတော့ microwave နဲ့စီချက်ချက်မယ်ဆိုရင်တော့ပကံပြက်ကျကျနဲ့ချက်တာပိုကောင်းပါတယ်။ microwave တဲမှာမီးရအလေအလက်နဲ့6မိနစ်လောက်ချက်ပေးလိုက်ပြီဆိုရင်တော့စီချက်ကရပါပြီ။တုပ်ထဲကိုထည့်ဖို့အတွက်ဂေါ်ဘီကိုခပ်ပါးပါးလေးလှီးထားလိုက်ပါမယ်။လှီးပြီးသွားရင်တော့ရေနဲ့နှစ်ခေါက်သုံးခေါက်လောက်ဆေးပြီးပြီးတော့ရေစစ်ထားလိုက်ပါမယ်။ ရေးစီပြီးသွားပြီဆိုရင်တော့ coffee ကိုအတုံးတုံးမဲ့ပကံလေးကိုထည့်ထားလိုက်ပါမယ်။ခရမ်းကျင်စည်းတလုံးကိုလည်းရေးသေးချာဆေးပြီးတော့တချမ်းချမ်းပြီးအစိထုတ်ထားလိုက်ပါမယ်။ပြီးသွားရင်ဓာတ်နဲ့ခပ်ပါးပါးလေးလှိထားလိုက်ပါမယ်။ခရမ်းကျင်စည်းလည်းရပါပြီ။အပွားလေးကိုလည်းရေးဆေးပြီးတော့ခပ်ပါးပါးလှိထားလိုက်ပါမယ်။ဒီတော့အရင်တုံးမဲ့ပကံလေးကိုတစ်ခါထည့်ထားလိုက်ပါမယ်။ ဝတားတုတ်ထဲကိုကျက်တုန်ကြီးလေးထည့်တုံมาဖြစ်တဲ့အတွက်ကျက်တုန်ကြီးတအူကိုခွန်ခွာရေးဆေးပြီးတော့ခပ်ပါးပါလှိထားလိုက်ပါမယ်။ကျက်တုန်ကိုအတုတ်ထဲထည့်တုံဖို့လှိတဲ့အခါမှာတော့မလှိခင်ဥရိုင်းကိုအရင်ဖယ်လိုက်ပါမယ်။ပြီးတော့မှပပလေးလှိထားလိုက်ပါမယ်။ပတာတုတ်တုတ်တဲ့ခါမှာငရုတ်စီနဲ့တုတ်ကြလည်းရှိပါတယ်ကျွန်တော်တို့ကတော့မကြီးရည်နဲ့တုတ်မှာဖြစ်တဲ့အတွက်မကြီးသီးကိုရင်းနှီးစိန်ထားလိုက်ပါတယ်အတုတ်ထဲကိုထည့်ဖို့အတွက်လိုအပ်တာကြီးလည်းပြင်ဆင်ပြီးသွားပြီဝက်သားလည်းအေးသွားပြီဖြစ်တဲ့အတွက်ဝက်သားကိုအတုံးလေးလှိထားလိုက်ပါမယ် ါဆိုဝက်သားလေးလှီးပြီးသွားပြီဖြစ်လို့အတုပ်ဆတုပ်လို့ရပါပြီအဆက်အရသာအတွက်ငရုတ်သီးမှုန့်ထည့်ပါမယ်ငရုတ်သီးစိမ့်ကြိုက်တယ်ဆိုရင်ငရုတ်သီးစိမ့်ထည့်လို့ရပါတယ်တုပ်တုပ်တဲ့အခါမှာစီစီလေးဖြစ်နေအောင်လို့ပဲချက်မှုန့်ထည့်ပါမယ်ဟင်းရွက်မှုန့်ထည့်ပါမယ်ငံပြားကြီးအနေငယ်ထည့်ပါမယ်မကြီးသီးယူနေစိမ့်ထားတာတော့ပျော်သွားအောင်ဖြော်လိုက်ပြီးတော့မကြီးရေရလာပြီဆိုရင်မကြီးရေထည့်လိုက်ပါမယ်မကြီးရေရတော့ကိုအချင်းကြိုက်တဲ့ပမာဏပေါ်မူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်ပါခင်ဗျာ ီနေရာမှာမကြီးသေးအချင်းအပြင်တံမြာသီးရှိတယ်ဆိုရင်လည်းမှုရောက်လို့တံမြာသီးတွေပါညှိပေးလိုက်လို့ရပါတယ်။ကျက်တုံသူစီချက်ကိုတော့အဖက်ကောစီရောစမ်းပေးလိုက်ပါမယ်။ လူ ਾਈ ထည့်ပြီးသွားပြီဆိုရင်တော့အရသာအကုန်လုံးနှံ့သွားအောင်လို့တည်တည်ချာချာလေးနေပြီးလိုက်ပါမယ်။မသားတုပ်ဆိုတာတော့အိမ်မှာလူတွေကူကူလိုက်လှုပ်ရှားလို့ရပြီးတော့ချိန်အများကြီးလည်းမပေးရဘဲနဲ့တပွဲတွေနဲ့ထမီးမြည်စီတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါလေ။အိမ်မှာဟင်းချက်ဖို့အချိန်မရတာပဲဖြစ်ဖြစ်စီပြန်ဟင်းတွေစားရတာရိုးနေပြီပဲဖြစ်ဖြစ်ဒီဝက်သားတုပ်လေးကလောကလေးမြင်ပြီးတော့ချင်းချင်းဆက်ဆက်နဲ့တကယ့်ကိုစားကောင်းစေတဲ့ဟင်းတစ်ခွက်ပါပဲ။ ဘူးနေရာလေးနှံ့သွားပြီဆိုတော့ရတာအပေါ့ငယ်လေးတင်ပြကြည့်ပါမယ်ရတာအဆင်ပြေသွားပြီဆိုရင်တော့ဝတ်သားတုပ်လေးကစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီဒီအတုပ်တုပ်နီးတွေကတော့ပုံစံအတူတူပဲဖြစ်တာမို့လို့ဝတ်သားမစားဘူးဆိုရင်ဝတ်သားနေရာမှာကြက်သားကိုအစားထိုးပြီးတော့တုပ်လို့ရပါတယ်ဒါဆိုရင်တော့ဒီနေ့တုပ်ပြသွားတဲ့ဝတ်သားတုပ်နီးလေးကအားလုံးရဲ့အကြိုက်နဲ့ထပ်တူကြမယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိချီရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုတ်လုံနီတွေကို အဖက်စင်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00နာရီခန့်မှာတိဆက်ပြီးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye